အလောအလောပဲမင်္ဂလာပါကျွန်တော်ကိုချိုတီဗီဝိုင်း channel နေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြမှာကျွန်တော်တို့ဗမာနိုင်ငံမှာ Facebook သုံးမယ်ဆိုလို့ရှိရင် VPN ခိုင်းပြီးသုံးရတာဖြစ်ပါတယ်အဲဒီခါကျတော့ VPN ကိုကျွန်တော်တို့ free version တွေနဲ့ VPN တွေအမျိုးမျိုးကိုကျွန်တော်တို့ download ဆွဲပြီးသုံးကြတာဖြစ်ပါတယ်ဒီနေ့ပြောပြမယ် VPN ကတော့ကျွန်တော်တို့စကိုင်းငလင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာစင်ကာပူကနေပြီးတော့စင်ကာပူ Nibble project ဆိုတဲ့အဖွဲ့ကနေပြီးတော့ Nibble VPN ဆိုတာကို ဘယ်လို download ဆက်ပြီးတော့ဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့ခါကျတော့ Dimble VPN ကကျွန်တော်တို့ဒီဒီပြထားတဲ့ scan ကိုဟို QR code ကို scan ဖတ်ပြီးတော့ Telegram နဲ့တစ်ဆက်သွားပြီးတော့သုံးလို့ရပါတယ်အဲ့ခါကျတော့ဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်တို့ Facebook မှာလည်း neighbor project ဆိုတဲ့ page ထိပါတယ်အဲ့ဒီ page မှာအောက်မှာ telegram link လေးရှိပါတယ်အဲ့ဒီ telegram link လေးကိုနှိပ်ပြီးတော့ရှိရင် telegram ထဲဝင်ပြီးတော့ chat telegram chat box မှာတော့ပြီးတော့ download ဆွဲရမှာဖြစ်ပါတယ်အဲ့ခါကျတော့အဲ့ဒီ link လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့လေးလေးနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေနေနဲ့အဲ့ဒီ link ကိုလိုချင်လို့ရှိရင်ကျွန်တော်ရဲ့အောက်မှာ description မှာကျွန်တော်ပါတယ်တင်ပေးထားမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်အကိုရှာမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးရိုက်တက်ပြီးရှာလို့ရပါတယ် n i b b l e neval vpn VPN ဆိုပြီးတော့ NI VBLE VPN VPN BOT ဆိုပြီးတော့ရိုက်ထိုက်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ် Naval VPN မြန်မာဆိုတာကြီးပေါ်လာမှာဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်အစားပြထားတဲ့ leg မှာသွားနှိပ်ပြီးတော့လည်းဝင်လို့ရပါတယ်အဲ့ဒါတွေရောက်သွားလို့ရှိရင်ဒီလိုမျိုးနှိပ်လိုက်လို့ရှိရင်အမှ star ဆိုတဲ့ cloud လေးတွေ့ပါမယ်အဲ့ star ကိုနှိပ်ပါမယ် စတာနေလိုက်လို့ရှိရင် तू ကဗမာစာနဲ့ပဲရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ VPN key ကို तू ကထုတ်ပေးမှာဖြစ်ပါတယ် VPN key က 5git တုံးလို့ရမှာဖြစ်ပါတယ်အဲ့ဒီခါကျတော့ပရမဆုံးနေနဲ့ကျွန်တော်တို့ VPN တုံးဖို့အတွက် application ကို download ဆွဲရမှာဖြစ်ပါတယ် application ကို download ဆွဲဖို့ဆိုလို့ရှိရင်ဒီ application ကကျွန်တော်တို့ Play Store မှာရှာလို့တွေ့မှာမဟုတ်ဘဲနဲ့ဒီကနေပြီးတော့ third party ဖြစ်နေသူတင်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ ဒီမှာ VPN creation ကိုဒေါင်းလုဒ်ရယူရဆိုတဲ့ဒေါင်းလုဒ်ဆိုတဲ့နေရာလေးတွေ့မှာဖြစ်ပါတယ်။ဒီဒေါင်းလုဒ်နေရာလေးကိုကျွန်တော်ဒေါင်းလုဒ်ဆွဲလိုက်ပါမယ်။ဒေါင်းလုဒ်လေးကိုနှိမ့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာပြီဖြစ်ပါတယ်။အောက်မှာ Nebula VPN APK ဆိုတာပေါ်လာပြီဖြစ်ပါတယ်။အဲ့ဒီနေရာမှာဒီ APK file ကိုကျွန်တော် download ဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ download နေရာလေးကိုနှိပ်ပြီးတော့ download ဆွဲလိုက်ရမှာဖြစ်ပါတယ်။ ခုဆိုရင် download complete ဖြစ်ပေါ်ပါပြီ download ပြင်လဲဒီနေရာကိုပြည့်လဲလို့ရှိရင်ဒီလိုမျိုး setting ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်အဲ setting လေးကိုနှိမ့်လိုက်ပါမယ်သူက third party ဖြစ်တဲ့အတွက် install and no app ဆိုတဲ့ salon ပေါ်လာမှာဖြစ်ပါတယ်ဒီဘက်မှာ allow ဆိုတဲ့ဟာလေးကိုအမှတ်ချက်ပေးလိုက်ပါမယ်မချက်ပေးလိုက်လို့ရှိရင်ဒီနေရာမှာဒီလို danger ဆိုတာပေါ်လာပါမယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာ okay ပဲဒီအမှတ်ချက်လေးချပြီးတော့ okay ပဲနှိပ်လိုက်ပါမယ် โอเคတက်နှိပ်လိုက်လို့ရှိရင်အခုဆိုရင် download ဆွဲပြီးဖြစ်သွားပါပြီအဲ့ဒီ application ကို download ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲရောက်နေပါပြီပြီးလို့ရှိရင်ကျွန်တော်ဘာနေရာကိုပြန်သွားယူမလဲဆိုတော့ဒီနေရာမှာ ကျွန်တော်တို့ VPN key အသစ်တစ်ခုထုတ်ယူရန်ဆိုတဲ့နေရာလေးကို generate ဆိုတာလေးကိုသွားယူရမှာဖြစ်ပါတယ်အဲ့ဒီမှာ VPN key အသစ်တစ်ခုထုတ်ယူရန်ဆိုတဲ့နေရာမှာ generate လေးကိုနှိပ်လိုက်ပါမယ်အောက်မှာ အောက်မှာပေါ်လာပါပြီ VPN key generate success story ဆိုတာပေါ်လာပါပြီအဲဒီမှာထုတ်ယူခြင်းအောင်မြင်ပါသည်ဆိုတဲ့အောက်မှာ VP အသေးရဲ့ VPN key အောက်မှာရှိတဲ့စကလုံးစာလုံးလေးကိုကျွန်တော်တို့ဖိလိုက်ပါမယ်ဖိပြီးလို့ရှိရင်ကျွန်တော် copy ကူးလိုက်ပါပြီကျွန်တော်ဒီ Nibble VPN application ကိုကျွန်တော် run ပါမယ်အဲဒီမှာသွားနှိပ်လိုက်ကြည့်ပါမယ်နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုး install ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်အဲ install cloud လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ကျွန်တော်ဖုန်းထဲမှာ Neighbor VPN ကို install လုပ်ပြီး install မောင်းနေပါပြီ install မောင်းပြီးွားလို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့က Xiaomi ဖုန်းဖြစ်တဲ့အတွက် Xiaomi scan ဝင်နေတာဖြစ်ပါတယ် ခုဆိုရှင် security test ကို Xiaomi phone နဲ့ passport ပေါ်ပါပြီအဲ့ဒီနေရာမှာ open လေးကိုနှိပ်ပါမယ် open နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ VPN နေပြီးတော့ notification ပို့မဲ့ဟာကို allow ပေးလဲရတယ် don't allow ပေးလဲ allow ပေးလဲရပါတယ်ကျွန်တော်တို့ allow ပေးလိုက်ပါမယ် allow ပေးပြီးလို့ရှိရင်ဒီနေရာမှာ VPN key ပေါ်လာပြီဖြစ်ပါတယ် enable VPN key ပေါ်လာပြီအဲ့ဒီနေရာမှာ pass paste VPN key ဆိုတာပထမကျွန်တော်ဒီမှာ Telegram မှာကျွန်တော်တောင်းထားတဲ့ generate လုပ်ထားတဲ့ VPN key ကိုဒီမှာဖိလိုက်လို့ရှိရင် copy ကိုပြီးဖြောပါပြီပြီးရင်ပြန်ထွက်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာဒီ paste ချဖို့အတွက်ဒီခလုတ်လေးကိုဖိလိုက်ရုံနဲ့ဒီမှာ connect လေးနှိပ်လိုက်ရုံပါပဲခင်ဗျာ အခုဆိုလို့ရှိရင် VPN ချိတ်သွားပြီဖြစ်ပါတယ်အဲ့ဒီနေမှာ VPN ချိတ်သွားတဲ့အခါလို့ရှိရင်ကျွန်တော်တို့ဒီမှာ upload ကဘယ်လောက်နဲ့ download ကဘယ်လောက်နဲ့သူကတက်နေပြီဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ VPN မသုံးဘူးဆိုလို့ရှိရင်မသုံးမဲနားမဲဆိုလို့ရှိရင် disconnect ကိုနှိမ့်လိုက်ရုံပဲဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ VPN သုံးသုံးနေကြပုံစံတိုင်းပါပဲအဲပြီးလို့ရှိရင်ဒီလိုမျိုး VPN ချိတ်ဝဲပြီဆိုလို့ရှိရင်အပေါ်မှာ VPN ဆိုတဲ့ဆက်တန်းလေးပေါ်နေမှာဖြစ်ပါတယ်ဒီနေရာလေးမှာ VPN ချိတ်ဝါပြီးပါတယ် VPN ချိတ်ဝါလို့ရှိရင်ကျွန်တော်တို့သုံးနေကြတိုင်း Facebook တွေပါတယ်ဝင်သုံးလို့ရပါတယ်ဒီနေရာမှာတကယ်လို့ကျွန်တော်တို့သူပေးသုံးထားတဲ့ 5G ပြည့်ဝါလို့ရှိရင်ဒီ Discord net ဆိုတဲ့နေရာလေးမှာအနေရောင်လေးဖြစ်ပြီးတော့ဒီဒီမှာကျွန်တော်တို့ data သုံးများွားလို့ 5G တက်ကြော်ွားလို့ရှိရင် Discord net ဖြစ်ွားပါမှာတကယ်လို့ Discord net ဖြစ်ွားပြီးတော့ဒီနေရာအနေရောင်လေးဖြစ်ွားပြီးတော့ဒီမှာ gig ကုန်ွားလို့ရှိရင်ဒီနေရာမှာအနေရောင်လေးဖြစ်ွားမှာပါပြီးလို့ရှိရင် Discord net ဖြစ်ွားမှာပါတကယ်လို့ 5G ကုန်ွားလို့ရှိရင်ကျွန်တော်တို့ ဒီ Telegram ထပ်ပြန်ဝင်ပြီးတော့ဒီနေရာမှာဒီနေရာမှာ generate ဆိုပြီးတော့ VPN key အသစ်တစ်ခုကိုထပ်တောင်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ငယ်လျင်အတွက်ငယ်လျင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပုံမှန်နိုင်ငံအတွက် Nepal VPN မြန်မာဆိုပြီးတော့ကျွန်တော်ကျွန်တော်တို့စင်ကာပူကနေပြီးတော့စင်ကာပူကနေပြီးတော့ဗမာလူမျိုးတွေလုပ်ပေးတဲ့ဒီ project နေပြီးတော့ လုပ်ပေးတဲ့ VPN ပဲဖြစ်ပါတယ်ဒီ line ဆွဲအကောင့်ချင်းမကောင့်ချင်းဆိုတာကိုကျွန်တော် comment ထဲမှာကျွန်တော်ဗီဒီယိုရဲ့အားလုံး comment ထဲမှာရေးပေးသွားလို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ